ချူဆန်းလွန်းတဲ့အကြည့်တွေကြောင့်စိတ်ကျမ်းမာရေးမကောင်းဘူးလားလို့မေကွန်းထုတ်ခံနေရတဲ့အိမ်ထွားကျော်စင်ရဲ့တမီပြေသူဒရောင်အလုံးမင်္ဂလာပေါင်းဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်ပြေသူဒရောင်လေးကအခုမှအသက်14နှစ်ဝန်းကျင်ရွယ်သားရှိသေးတာပေါ့ငယ်စဉ်အရွယ်တုန်းကပြေသူဒရောင်လေးကိုလူအများရှိမှချပြပေးမဲ့နောက်ပိုင်းမှာပုံတွေလဲတိတ်မတင်ပေးပဲအသက်73နှစ်ပြည့်ပြီးမှသာပုံတချို့နဲ့လူရှိပြန်ချပြလာခဲ့တာပေါ့ ပြည်သူ့တွန်းလေးကအသက်73နှစ်ကျော်ဖြစ်လာတဲ့အချိန်မှာရင်းနဲ့မတူတော့ဘဲလှသွေးကျွေလာခဲ့ပါတယ်။ဒါပေမဲ့ပြည်သူ့တွန်းကိုပရိသတ်တွေကအပြင်းမထိတွေ့ကစုံတွေ့ရတာမျိုးလည်းမရှိခဲ့ပါဘူး။ပြီးကြတဲ့ရက်မှာတော့ပြည်သူ့တော်ကပထမဆုံးအနေနဲ့ပြည်သက်များပြားရှိနေတဲ့နေရာကိုသွားခဲ့ပါတယ်။ပြည်တူနဲ့အိမ်တော်ကျော်စင်တို့နှစ်ယောက်ကငလျင်ဘေးကြောင့်ဆေးုံတက်နေရတဲ့ပြင်မနာမျိုးကိုငလျင်ဘေးအတွက်သွားရောက်လှူဒန်းပေးခဲ့ကြတာပါ။ ငလျင်ဘေးအတွက်အလှငွေတွေသွားလို့မဲ့အကြောင်းကိုသူတို့အကောက်မှာမတင်ထားသလိုမီဒီယာတွေကလည်းအသိမပေးထားပါဘူး။ဒါအပြင်သမီးဖြစ်သူပြည်သူဒရာကိုပါလူတဲ့နေရာကိုခေါ်သွားကောင်ဘရိတ်တ်တင်ရဲ့ပထမဆုံးထိတွေ့စေခဲ့ပါတယ်။ဆေးုံမှာရှိနေတဲ့လူတွေကလည်းပြည်သူဒရာလေးကိုပါပထမဆုံးမြင်တွေ့လိုက်ရတာမို့အန်သင်းကြကဓပုံတွေတူတူရိုက်ကြတာပါ။တပုံတွေဝိုင်းရိုက်ကြသလိုပြည်သူဒရာရဲ့အပြုတ်မှုတစ်ခုချင်းစီကအစဗီဒီယိုတွေရိုက်ထားခဲ့ကြတာပါ။ ဇေယုံကသူနာပြုဆ ्याम လေးကရိုက်ထားခဲ့တာဖြစ်ပြီးတစ်တော့ပေါ်မှာတင်ထားခဲ့ပါတယ်။အဆိုပါဗီဒီယိုလေးကတစ်တော့မှာရန်ကုန်ပေါက်သွားသလိုလူကြီးလည်းများလုံးနေတာပေါ့။ဗီဒီယိုထဲမှာပြည်သူ့ထွန်းလေးရဲ့လှုပ်ရှားမှုပုံစံကိုအသေးစိတ်မြင်ရသလုံးအနည်းကလည်းမြင်တွေ့ခဲ့ရပါတယ်။ဒီအထက်မှာပြည်သူ့ထွန်းရဲ့အကြည့်တွေကထူးဆန်းနေတယ်ဆိုပြီးလူပြောများနေတာဖြစ်ပါတယ်။ ဓာပုံတူတူတွဲရိုက်ဖို့ဘရက်တ်တေကတယောက်ပြီးတယောက်ပြည်သူ့ဒွားရဲ့ဘေးနားကိုကပ်လာကြတာပေါ့ဒီအချိန်မှာပြည်သူ့ဒွားကမျက်ဝန်းတွေကိုရရဲမကြည့်ရဲပဲတစ်ချက်တစ်ချက်ခိုးကြည့်နေတာပေါ့အချိန်ကိုကြည့်လိုက်ဘေးကိုကြည့်လိုက်နဲ့ပြည်သူ့ဒွားရဲ့ခြေရည်ထက်မှမဝင့်မရဲအခြေရည်ကလည်းပါလို့နေတာပေါ့ဒါကိုပရိသတ်တွေကပြည်သူ့ဒွားရဲ့ခြေရည်ဟာကနာမငိမ့်ပဲထူးဆန်းနေတယ်လို့ကောက်ချက်ချနေကြပါတယ်တချို့ကလည်းပြည်သူ့ဒွားကစိတ်ကြမ်းမာရင်မကောင်းတာများဖြစ်နေမလားလို့ခံမှန်းကြပြန်တာပေါ့အခုလိုဝေဖန်ပြောဆိုနေသူတွေကတော့လူကြောက်တက်တဲ့အကျင့်စရိုက်ဗီဇတွေကိုနားမလည်သဘောမပေါက် ကြတာကြောင့်သာဖြစ်ပါတယ်။ပြည်သူ့ဒွားရဲ့မျိုးလုံးတွေကကနာမငိမ့်နာမျိုးထက်ကြောင်ရုံစိတ်ကြောင့်မဝင့်မရဲဖြစ်နေတာပေါ့။ပြည်သူ့ဒွားကအခုတစ်ချိန်မှသာဘရစ်တန်များပြားနဲ့ပထမဆုံးဆုံဘူးတာပေါ့။ဒါအပြင်ပြည်သူ့ဒွားကမျက်နှာကိုပြုံးပြုံးချွတ်ချွတ်နဲ့နှိမ့်ချကာကြောင်နေတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။လူကြောက်တတ်တဲ့သဘောတရားကိုနားလေသူတွေကတော့ပြေသူထွားလေးက introvert တရားလို့ထောက်ပြနေကြတာပေါ့ introvert သမားတွေကလူအများနဲ့ကြုံရပြီးဆိုရင် ကိုပြောလိုက်မဲ့စကားတွေကမှားတော့မှကိုဆိုရင်ကကြောက်နေတဲ့ပုံစံတွေသာဖြစ်နေတတ်တာပေါ့ လူတွေကိုရှိန်နေတာကြောက်နေတာကြောင့်မျက်လုံးအကြည့်ဆုံးမကိုရှောင်တိန်နေတတ်ပါတယ်။ဒါအပြင်နောက်ထပ်နေရာတစ်ခုကိုသွားလှူတဲ့ဗီဒီယိုမှာလည်းပြည်သူ့ဒရကဗီဒီယိုရိုက်နေတာကိုရှက်ကောင်အခုလိုကြည့်နေတဲ့ပဲတုတ်ပြန်နေမိခဲ့တာဖြစ်ပါတယ်။ introvert တတော်များများကတော့ပြည်သူ့ဒရရဲ့အကြည့်တွေနဲ့အပြုမှုတွေကိုရှက်တဲ့စိတ်ကြောက်တဲ့စိတ်ကြောင့်ပြုမှုနေတဲ့ဆိုတာနားလည်ပေးကြပါတယ်။ ပြည်သူ့တော်ရဲ့အတော်ဖြစ်သူကလည်းအင်တာဗျူးတစ်ခုမှာပြည်သူ့တော်လေးကလူတွေနဲ့ရောရှက်ရှက်လဲမနေတတ်ပါဘူးတယောက်တည်းတည်တတ်နေတတ်တောင်စကားလဲသိမ့်မပြောရဘူးဆိုကပြောပြထားဖို့ပါတယ်ပြည်သက်ကြီးတို့ရောပြည်သူ့တော်ရဲ့အချစ်ရဲ့ပေါ်ဘလို့ထင်မြင်မိကြလဲဆိုတာပြောပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ